မင်္ဂလာပါရှင်။ CNN သတင်းဌာနရဲ့2025ခုနှစ်နိုဝင်ဘာလ5ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဒီကနေ့အတွက်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာတွေကတော့ကချင်လွတ်လပ်ရေးတပ်မတော် KIA ဟာရွေးကောက်ပွဲကိုဖျက်မဲ့အဖွဲ့မဟုတ်ဘူးလို့ပိုးမြတ်သားလူမျိုးရဲ့အဖွဲ့ချုပ်ဥက္ကဋ္ဌဘိုးမူကြီးခွန်ဥကာကပြောဆိုလိုက်တဲ့သတင်း။အမေရိကန်ကောက်ကွယ်ရေးဝန်ကြီးပီဟတ်ဆက်ရဲ့ခရီးစဉ်မှာမြောက်ကိုရီးယားကအတွဲလိုက်ဒုံးနဲ့ပြစ်ခတ်ခဲ့တဲ့သတင်းအပါအဝင်နောက်ဆုံးရပြည်တွင်းသတင်းနိုင်ငံတကာသတင်းနဲ့အားကစားသတင်းတွေကိုတင်ဆက်ပေးမှာပါ ထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ကချင်လွတ်လပ်ရေးတပ်မတော် KIA ဟာရွေးကောက်ပွဲကိုဖျက်မဲ့အဖွဲ့မဟုတ်ဘူးလို့ပိုးမြတ်သားလွတ်မြောက်ရေးအဖွဲ့ချုပ်ဥက္ကဋ္ဌဘိုးမူကြီးခွန်ဥက္ကာကပြောဆိုလိုက်တဲ့သတင်းပဲဖြစ်ပါတယ်။ကချင်လွတ်လပ်ရေးတပ်မတော် KIA ဟာရွေးကောက်ပွဲကိုဖျက်မဲ့အဖွဲ့မဟုတ်ဘူးလို့ပိုးမြတ်သားလွတ်မြောက်ရေးအဖွဲ့ချုပ် PNL NCS မှဥက္ကဋ္ဌဘိုးမူကြီးခွန်ဥက္ကာကစီရင်လိုက်တဲ့သတင်းဌာနကိုပြောပါတယ်။ KIO KIA ဥက္ကဋ္ဌဘိုးချုပ်ကြီးအင်ပန်လာကအောက်တိုဘာ25ရက်မှာကြာရောက်တဲ့65နှစ်ပြည့် ကချင်လွတ်လပ်ရေးအဖွဲ့အစည်း KIO နဲ့မိကုံမှာတိုက်ပွဲတွေနဲ့စစ်ရေးအခြေအနေတွေအဆုံးသတ်လပ်ဖို့ဟောင်းနိုင်ငံရေးနည်းလမ်းနဲ့ဆွေးနွေးတိုင်ပင်ခြင်းဖြစ်ကြောင်းပြောဆိုခဲ့ပါတယ်။ဒါ့အပြင်လမ်းမဲ့ရွေးကောက်ပွဲကိုထောက်ခံတဲ့အဖွဲ့နဲ့စန့်ကျင်တဲ့အဖွဲ့လို့ဆိုပြီးနှစ်ဖွဲ့ကွဲပေါ်ထွက်လာမှာဖြစ်ပြီးအဲ့ဒီနှစ်ဖွဲ့ဟာအလွယ်တကူဆွေးနွေးရေးမှာခက်ခဲလာနိုင်ကြောင်းပြည်တွင်းစစ်လေအချိန်ပိုကြာမြင့်လာမှာဖြစ်ကြောင်းသူကပြောဆိုခဲ့တာပါ။လာမယ့်ရွေးကောက်ပွဲမှာကချင်နိုင်ငံရေးပါတီတချို့ဝင်ရောက်ရှင်ပြိုင်ကြမှာဖြစ်တာကြောင့် KIO KIA အနေနဲ့သူ့လူမျိုးအချင်းချင်း ဘယ်တော့အခါမှမဆန့်ကျင်ကြောင်းဒါကြောင့်ရွေးကောက်ပွဲကိုဖျက်မဲ့အဖွဲ့မဖြစ်နိုင်ကြောင်းပိုးမြတာလူမျိုးရဲ့အဖွဲ့ချုပ် PNL NCAS မှာဥက္ကဋ္ဌပုံမှုကြီးခွန်ဥက္ကာကစီရင်နိုင်တဲ့ဌာနကိုပြောပါလေ။ကချင်နိုင်ငံရေးပါတီတွေရှိတယ်။နပါတီပုံပါတီရောရှိတယ်။လူစုပါတီရောဝမ်ပါတီရှိတယ်လို့ပဲနော်။ကချင်ပြည်တပ်ပသူကြဥဆောင်တဲ့ပါတီရှိတယ်လို့ပဲ။ပါတီတွေရှိကြတော့ဒီကောက်ဘဆက်မြင်နေပြောရင် PNL က 我都都个，我路号的五号那个，个前两天一百滴哦，三年了我。今年那不着嘛，我三年，咋些呢。一个不爱问问那，个前两天一百滴啊，六六六那问奶奶，一个我，一个不爱多八奶奶，一个我骗买老买多呢，个前两天一百滴，老板百块对呀，那俺也空余我撇的了撇，别我那么老啊，老多。 တခြားတခြားသောလက်နက်ကိုင်တွေမျိုးဥပ္ပေပါတွေကတော့ရေကောက်ပွဲရုံမဖြစ်မနေဖြစ်မယ်ပါဖြစ်မယ်ဆိုတော့တခြားလူတွေအမျိုးသားရေးပါဝင်ရောက်ဆက်ဖက်တယ်လို့ဖြစ်လာတွေ့ရတယ်လေအဲ့ဒါကြောင့်ကဲဟိုကတော့ရေကောက်ပွဲဖြစ်မယ်ဖွဲ့တော့မဟုတ်ဘူးဒါပေမဲ့တခြားအင်အားစုတွေကသူ့နယ်ထဲမှာကဲဟိုနယ်ထဲမှာရေကောက်ပွဲဖြစ်ဖို့လည်းသူခွင့်ပြုနေတယ်တော့မတင်ဘူး၂၀၂၅ခုနှစ်ဒီဇင်ဘာ၂၈ရက်မှာပြုလုပ်မယ်ရွေးကောက်ပွဲအပိုင်း၁မတိုင်ခင် နိုဝင်ဘာနဲ့ဒီဇင်ဘာအတွင်းကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့မြန်မာတပ်မတော်တို့တွေ့နိုင်ခြေရှိကြောင်းလဲစစ်ရေးနဲ့နိုင်ငံရေးအကဲခတ်တွေကြားသုံးသပ်ထားကြပါတယ်။ KIA ကိုအနေနဲ့အခုလိုမျိုးနိုင်ငံရေးအပြောင်းလဲအတွင်းတနိုင်ငံလုံးနဲ့တိုင်းရင်းသားအဖွဲ့အစည်းတွေအားလုံးငြိမ်းချမ်းမှုရရှိဖို့အတွက်မယင်မနာတွေးတောအဖြစ်ရှာနေကြောင်း KIA KIA ဥက္ကဋ္ဌဘိုလ်ချုပ်ကြီးအင်ပန်လာက2025ခုနှစ်အောက်တိုဘာ25ရက်ကပြောကြားခဲ့တာပါ။ KIA KIA လက်အောက်မှာဒေါ်လာရင်းအင်အားစုအများအပြားရှိပေမဲ့လည်း ရွေးကောက်ပွဲကိုစန့်ကျင်ကြောင်းထုတ်ဖော်မပြောဆိုတာဟာနိုင်ငံရေးအကင်းပါသလိုခရမ်းညူလိုမျိုးအကြမ်းဖက်အဖွဲ့အစည်းအဖြစ်ကျင်ညာခံရမှာကိုကြောက်တာကြောင့်ဖြစ်တယ်လို့တိုင်းလိုက်ရှမ်းပြည်အမျိုးသားများဖွံ့ဖြိုးတိုက်တက်ရေးပါတီ TNDP မှဥက္ကဋ္ဌဆိုင်ထီအောင်က CNN သတင်းဌာနကိုပြောပါရယ်ဒီဘုံကြီးနော်ဘုရားဒီဘုံဆုံးကပြောတော့ပါမယ် KI ဟိုချင်းချင်းကျက်နေမိမှာရွေးကောက်ပွဲမလုပ်ဘူးလို့သူကအကင်းပါတယ်လို့ကျွန်တော်ပြောတာအဲ့ဒီကြားပဲလေအဲ့ဒီကူရှိရယ်နောက်တော်လိုင်းအင်အားစုတွေကတော့ဒါက 俺去吧嘞，对个，那我爬山的名嘛叫做俺去我，嘞，俺毕业就那导游去，背着他的皮囊，带了一个家里面了。啊，到那一年子回来都要提上干啥了呗？除非嘛，一见面嘞，他带你去玩，去那了。那要么就干你嘛，到那一年子回来，别个一见面，别个大大叫来一声，那平安又要讲平平安安开嘛，平安交关。啊，平平安。 ကစားကတော့ဒါလီနာနဲ့ဆက်နေဘူးပဲနင်းဒီပဲနင်းနေတူကြတော့တယ်ကျွန်တော်ကြတော့ဒါကျွန်တော်ကလည်းကျွန်တော်ကြည့်ခဲ့တယ်တိုင်ပုံစံတိုင်းနဲ့ဒီကဒီတော်ရင်းရာဒီကတော့မမမမရတီမကြီးကောက်ပွဲတစ်ခုတစ်ဖက်တဖြစ်တဲ့ပုံစံမျိုးသူပြောမှာမဟုတ်ပါဘူး KIO KIA ဟာတွဲဆောင်ဆွေးနွေးရေးနဲ့ငင်းချမ်းရေးကိုစကားလမ်းကြောင်းခင်းလာတဲ့ပုံစံပေါ်ပေါက်နေတဲ့အတွက်သူ့လက်အောက်မှာရှိတဲ့တွန်လိုင်းအင်အားစုတွေအနေနဲ့ KIO KIA နဲ့သဘောထားတူညီမှုရှိမရှိစစ်ရေးနဲ့နိုင်ငံရေးအကဲခတ်တွေကြားမေးခွန်းထုတ်မှုတွေရှိနေကြပါသေးတယ်။ က်ရှိမှာ KIA အနေနဲ့အပြည့်ခတ်ရစဲရင်းနဲ့ပတ်သက်ပြီးမြစ်ကြီးနားမှာတွေ့ဆုံဆွေးနွေးကြဖို့နိုင်ငံတော်လုံခြုံရေးနဲ့အေဂျင်တာရေးကော်မရှင်ထံအဆိုပြုထားပေမဲ့လည်းတက်မတော်ဘက်ကတော့မိုင်းလာဒါမှမဟုတ်ဆိုင်းတုံမှာတွေ့ဆုံကြဖို့သဘောထားရှိနေရပါဒါကြောင့်မြန်မာတက်မတော်နဲ့ KIA တို့ကြားနှစ်ဖက်တွေ့ဆုံဆွေးနွေးဖို့အစီအစဉ်ရှိထားပြီးသားဖြစ်ပေမဲ့လည်းနေရာကတော့လက်ရှိအချိန်အထိမဆုံးဖြတ်နိုင်ဖြစ်နေကြပါတယ်ရွေးကောက်ပွဲတစ်ခုမှာအပြိုင်ဆိုင်မရှိဘဲနိုင်သွားတာကတမျိုးကြီးဖြစ်နေပြီး ပြိုင်ဘက်ရှိပြီးနိုင်မှာဂုံတိခါရှိတဲ့ကိုစလေလောင်းဖြစ်မယ်လို့နိုင်ငံရေးလေလာသုံးသပ်သူတွေကထောက်ပြပြောဆိုလိုက်တဲ့သတင်းကိုလည်းဆက်လက်ရှုစားလိုက်ရအောင်ပါရွှေကပွဲတစ်ခုမှာအပြိုင်ဆိုင်မရှိဘဲနိုင်သွားတာကတမျိုးကြီးဖြစ်နေပြီးပြိုင်ဘက်ရှိပြီးနိုင်မှကုန်းတိတ်ခါရှိတဲ့ကိုစလေလောင်းဖြစ်မယ်လို့နိုင်ငံရေးလေလာသုံးသပ်သူတွေကထောက်ပြကြပါဗျ။မြန်မာနိုင်ငံမှာရွှေကပွဲအပိုင်း1ကို2025ခုနှစ်ဒီဇင်ဘာ28ရက်မှာကျင်းပမှာဖြစ်ပေမဲ့တချို့သောနိုင်ငံရေးပါတီတွေဟာ ရွေးကောက်ပွဲကျင်းပမယ်မဲဆန္ဒနယ်မှာလုံခြုံရေးအာမခံချက်မရှိ၍ပြိုင်ဘက်ကိုယ်စားလှယ်လောင်းမရှိဘဲအနိုင်ရရှိထားတဲ့အခြေအနေတွေရှိနေပါတယ်။အဆိုပါပါတီတွေမှာပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ USDP က28ဦးရှိပြီးဝအမျိုးသားပါတီအခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီရှမ်းနယ်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ SNDP တို့ကတဦးစီဖြစ်ပါတယ်။အနိုင်ရရှိထားတဲ့နယ်မြေတွေဟာကချင်ပြည်နယ်၊စကိုင်းတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ရှမ်းပြည်နယ်စ တဲ့မဲဆန္ဒနယ်မြေတွေမှာဖြစ်ပါတယ်။ရွေးကောက်ပွဲတစ်ခုမှာတည်တည်ချာချာပြိုင်ဆိုင်ပြီးမှနိုင်တာကပိုကောင်းကြောင်းပြိုင်သူမရှိပဲတယောက်တည်းပြေးကပန်းဝင်တာကနေကိုစလဲဖြစ်ခြင်းမှာတမျိုးဖြစ်နေကြောင်းနိုင်ငံရေးလှလသုံးသက်သူဦးထောင်ကျော်ကဆီယန်နယ်သတင်းဌာနကိုပြောပါတယ်။ဒီကတော့ဂျန်နက်ပါတီတွေကမပြိုင်နိုင်တဲ့နေရာတွေမှာတော့ဒါကတော့စာပေကပြောထားပြီးတော့အဲဒီမှာ၂၈နေရာဖြစ်သွားတော့လေဒါကတော့မတက်နိုင်ဘူးပေါ့လေဂျန်နက်ပါတီတွေလည်း ိုင်းနေရာတွေမှာဝင်ရခက်တဲ့ဟိုဟာတွေလည်းဖြစ်တော့အချို့ဟာတွေဆိုလို့ရှိရင်အဲ့လိုဟိုနည်းနည်းဝင်တိုင်းမှုချုပ်လုပ်တယ်တော့ဒီမှာအင်ပီယာပိခါရဟာတွေပါရှိတာပေါ့အဲ့လိုမျိုးတွေကတော့ကြားရတဲ့ကိစ္စရှိတာပေါ့ရွေးချယ်စရာမလိုဘူးတူတဲ့တိုင်းတူတဲ့တဟာတော့တိတ်ကြည့်မကောင်းဘူးဒီမှာတခုရှိတာလက်ရှိအဲ့ဒီနေရာကြီးကတော်ကိုကျန်တဲ့ပါတီတွေတော့လည်းတော်တော်ခက်တဲ့နေရာတွေဖြစ်နေဝင်ဖို့လည်းတော်တော်ခက်တာပေါ့နော်အဲ့ဒီနေရာကတော့တတ်နိုင်မှာပါ ။ဒါဆိုပြီးရေတော့ပွဲတစ်ခုကတော့ဒီချက်ချက်ပြန်ဆိုင်နေနိုင်တာပို့ပြီးတော့မှပိုကောင်းတယ်ပေါ့။ဒီအချိန်ပြန်ပြီးမရှိလို့တယောက်တစ်ပြေးပြီးပေါင်းလာတယ်ဆိုတာမျိုးတစ်ခုလို့ရှိရင်ဖြစ်ရတဲ့ကိစ္စတွေအတွက်လည်းအမျိုးချက်တော့လည်းအပြိုင်ဆိုင်ချုပ်နိုင်သွားတယ်ဆိုတော့ရေဟိုကတမျိုးချက်တော့ပေါ့။ဒါဆိုပြီးကိုမဲဘလောင်းနဲ့နိုင်နေဆိုတဲ့ဟာလေကိုကျေလောင်းတယောက် ပြည်သူ့လွတ်တော်အတွက်ဆိုရင်ကချင်ပြည်နယ်တဲကနောင်မွန်မန်စီရွှေကူစတဲ့မြို့နယ်တွေဖြစ်ပြီးစကိုင်းတိုင်းမှာတော့မင်းကင်းဝင်းသူမော်လိုက်ကနီဆလင်းကြီးနဲ့ရေဦးစတဲ့မြို့နယ်တွေဖြစ်ပါတယ်အဲ့ဒီနောက်တနင်္သာရီတိုင်းကရေပြူလောင်းလုံးနဲ့ရှမ်းပြည်နယ်ကမမန်ဖဲကုံစတဲ့မြို့နယ်တွေဖြစ်ပါတယ် တိုင်းဒေသကြီးနဲ့ပြည်နယ်လွတ်တော်အတွက်ကတော့အများစုကစကိုင်းတိုင်းဒေသကြီးတွေကကော်လင်းဝင်းသူတမူပူဒလင်းမော်လိုက်ကနီစလင်းကြီးရေဦးစတဲ့မြို့နယ်တွေမှာရှိနေရအထိ USDB ကအနိုင်ရထားပါတယ်ရွှေကောက်ပွဲမှာတချို့မဲဆန္ဒနယ်တွေမှာတယောက်တည်းတင်ထားတာကြောင့်ဖွဲ့စည်းပုံအရာပြိုင်တဲ့လူမရှိရင်သူကနိုင်မှာဖြစ်ပြီးနစ်နာတာမရှိတော့ဘူးလို့တိုင်းလိုင်းရှက်နေအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ TNDB ဥက္ကရာစိုင်းထီအောင်ကဆီယန်နိုင်သတင်းဌာနကိုပြောပါရတယ်။ အဲ့ဒါလည်းဖွဲ့စည်းပုံရပါတယ်။ကြိုင်တဲ့လူရှိရင်တူနိုင်မှာပဲနိ။ဒါတော့မျက်နာလာတော့မရှိတော့ဘူးလို့ယူဆပါတယ်။ဒါကျွန်တော်အခါတိုင်းတိုင်းရရဆိုလဲသူတယောက်တည်းတင်တဲ့ချက်ကြောင့်ချင်းပြန်ကြရမလို့တော့ဘူးပေါ့ ဒါသူဝင်ကြီးဖြစ်သွားတာပါလေဒါဒီကတည်းကပေါင်းစင်ကနေမှအားလုံးကြီးကောက်ပဲပြီးတော့ကျင်ညာတဲ့ခါကျရင်သူကချင်းကြိုက်ကြတော့နောက်ပြီးတော့ကျွန်တော်တို့ဖြစ်ပါတယ်ဒီဝါလေးရတယ်တယောက်ကလည်းတိုင်းပါပဲသူကမြူတာလွတ်တော်မှာသူလည်းချင်းကြိုက်ကြမလို့ပဲသူကြောက်ဖဲတင်လာတာဒါဖွဲ့စည်းပုံရာဆောင်းတာဖြစ်တဲ့ကြောင့်မို့မျက်နာမယ်လို့တော့ကျွန်တော်မမြင်ပါဘူးအဖက်ကဖွဲ့စည်းဖြစ်လို့ဖြစ်စည်းလုပ်ပြက်လို့တော့ချင်းချောက်ကြမှာအချာယူကောက်ပဲဝင်လို့အားလုံးလည်းချင်းချောက်နေတဲ့သူခါကျတော့ရှိတယ်မရှိဘူးတော့မပြောလို့တော့ပဲဒါအားလုံးကိုချင်းချောက်နေတာပဲလေသူကယူကောက်ပဲဝင်နေဒီခုညာ ရွှေကောက်ပွဲဥပဒေအခန်းကိုပုံမှ41ကာဂျီအီယာမဲဆန္ဒနယ်တခုမှာကိုစလဲလောင်းတဦးတည်းသာရှိရင်ရွှေကောက်ပွဲကျင်းပစရာမလိုပဲဒီကိုစလဲလောင်းကိုသာအနိုင်ရကိုစလဲအဖြစ်ကြေညာရမှာဖြစ်ပါတယ်။ရွှေကောက်ပွဲမှာအမတ်လောင်းအများဆုံးတင်သွင်းထားတဲ့ပါတီတွေမှာ USDP ပါတီဖြစ်ပြီးဒုတိယကတာဆညပါတီတတိယက PPP ပါတီအဒီနောက်ပြည်သူပါတီရှမ်းနယ်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီတို့ဖြစ်ပါတယ်။ ာဆီယံအနေနဲ့ခိုင်မာတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ဖို့ဆိုရင်သူတို့ရဲ့မူဝါဒတွေနဲ့ရည်တည်ချက်တွေကို ပြန်လည်သုံးသပ်ဖို့လိုအပ်တယ်လို့ပြည်သူ့ပါတီဥက္ကဋ္ဌဥက္ကကိုကြီးကပြောဆိုလိုက်တဲ့သတင်းကိုလည်းဆက်လက်တင်ဆက်ပေးလိုက်ပါရစေ။အာဆီယံအနေနဲ့ခိုင်မာတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ဖို့ဆိုရင်သူတို့ရဲ့မူဝါဒတွေနဲ့ရည်တည်ချက်တွေကိုပြန်လည်သုံးသပ်ဖို့လိုအပ်တယ်လို့ပြည်သူ့ပါတီဥက္ကဋ္ဌဥက္ကကိုကြီးကစီရင်တဲ့သတင်းဌာနကိုပြောပါရစေ။ အာဆီယံအဖွဲ့ဝင်တွေအားလုံးအနေနဲ့တခြားနိုင်ငံရဲ့ပြည်တွင်းရေးမှာဝင်ရောက်ဆွတ်ဖက်ခြင်းမရှိတဲ့အခြေခံမူတွေကိုတတိပြုနိုင်ဖို့လိုမှာဖြစ်တယ်လို့အမျိုးသားကောက်ဝေးနဲ့လုံခြုံရေးကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်စော်မင်းထွန်းကလည်းပြောကြားထားပါတယ်။အာဆီယံအဖွဲ့တီးဟာအခြေခံယူဆအဖြစ်နှစ်ပိုင်းကွဲထွက်နေတာကိုမြင်တွေ့ရကြောင်းအာဆီယံအနေနဲ့ခိုင်မာတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ဖို့အတွက်စတင်ဖွဲ့စည်းခြင်းမှာမူဝါဒတွေရည်တည်ချက်တွေကိုပြန်လည်သုံးသပ်ဖို့လိုအပ်တယ်လို့ပြည်သူ့ပါတီဥက္ကဋ္ဌဦးကိုကိုကြီးကစင်နယ်သတင်းဌာနကိုပြောပါရတယ်။ကျွန်တော်တို့ကတော့ဥပဒေတွင် လှုပ်ရှားမှုဆိုတာကဒါပါတီတွင်းမှာပဲဖြစ်ဖြစ်နိုင်ငံတွင်းမှာပဲဖြစ်ဖြစ်ဒေသတွင်းမှာပဲဖြစ်ဖြစ်ဒီဥပဒေပြင်ဖို့လိုပြီးဆိုရင်အားလုံးစုစည်းပြီးတော့ပြင်ဖို့ကြိုးစားမပြင်နိုင်ရင်လက်ရှိရှိနေတဲ့ဟာကိုကျွန်တော်တို့ကပေါင်လဲကနေပြီးတော့လှုပ်ရှားဖို့ဆုံးဖြတ်ဖို့ကြိုးစားရတယ်ကျွန်တော်ဒီလိုပဲမြင်တယ်အဲ့တော့အာဆီယံဆိုတာလေစတင်ဖွဲ့စည်းတဲ့တုန်းကတော့ consensus ပေါ့အားလုံးသဘောတူညီမှလုပ်လို့ရမယ်ဆိုတာဟာတနိုင်ငံကအကန့်အကွက်ရင်းလုပ်လို့မရဘူး တော့သို့တော်လေးလည်းလက်ပြမှာကြတော့ဟိုအဖွဲ့အစည်းပုံစံပတ်စံနဲ့ထူခြားမှုတွေရကျွန်တော်တို့ဒါတွေ့နေရတယ်ပေါ့နော်အဲဒါကြောင့်မလို့အာဆီယံကို၌ခါသူ့ကိုယ်စီပြန်ပြီးတော့ပြန်လဲစမ်းသစ်ဖို့မပြန်လဲတုံ့တက်ဖို့လိုအပ်နေပြီလို့ကျွန်တော်မြင်ပါတယ်အာဆီယံအဖွဲ့အစည်းအနေနဲ့တနင်္ဂနွေရက်ပြည်တွင်းကိုတနင်္ဂနွေကဝင်ပြီးမဆုတ်ဖက်တင်ကြအောင်အာဆီယံစတင်ဖွဲ့စည်းစဉ်ကရီမန်းချက်နဲ့လက်ရှိဆောင်ရွက်မှုတွေကကွဲပြားနေတယ်လို့ရခိုင်ဦးဆောင်ပါတီဥက္ကဋ္ဌတောက်တောက်အေးမောင်ကအစီအစဉ်တင်ထဏာကိုပြောပါတယ် တို့အာဆီယံမူလဖွဲ့စည်းစဉ်တွေကတွားနေတဲ့ဒီအကျင့်နဲ့အခုလက်ရှိကြုံရတဲ့နော်ဒါဆောင်ရွက်မှုကနည်းနည်းကွေးပြားတဲ့ပုံပေါက်ပါတယ်။အဲဝင်ရောက်စပတ်တယ်ဆိုတာကဘယ်လိုဖြစ်ဖြစ်ညနေပြည်ရင်းရေးပို့။ဆိုရပြောင်းရင်ပြောင်းမယ်မပြောင်းရင်ပြောင်းဘူးပို့။ဟုတ်လား။အဲအဲ့ဒီဥစ္စာပေါ်မှာအပြစ်ပြုအောင်ပို့။တို့ပြည်ရင်းရေးကိုပြည်ရင်းကိစ္စနဲ့ရှင်းကြ။ဟိုခုနပြည်ရင်းရေးပို့ပြဆိုတော့2020ဖြစ်ပြီးတော့မှနာဆာက ်ကြီးရဲ့ခြေကဥပ္ပိယပိုပေါက်လာတယ်လို့ညွှန်းတာပေါ့ဗျာเนาะရေဘုကလာပြတ်ထန်းချက်ရာเนาะဒါအဲကာလာတူပေါ့ဗျာဆိုအဲ့ဒါကိုပြသူ့ရဲ့ပုစည်းမှုခြေကဥပ္ပိယပေါင်းတွင်းကနေတုံးကတ်ကြည့်ရမှာပေါ့တပတ်ကအရင်နဲ့အချက်လေအဲ့လိုဖြစ်သွားတဲ့အခါမှာပုံပြီးဆက်ဆံရေးကြီးသွားတာပေါ့အဲ့ဒီပုံကြည့်ပြီးသားမှလည်းကျွန်တော်ပြည်တွင်းရေးကိုဝင်ရောက်ဆွတ်ထက်တယ်ဆိုရင်ဥစ္စာလေးဖြစ်လာတာပေါ့ ာဆီယံဖွဲ့ဝင်နိုင်ငံတွေအားလုံးသဘောတူလက်ခံထားတဲ့အာဆီယံချာတာအာဆီယံဝေးအာဆီယံစပီရစ်တွေပေါ့လိုက်နာဆောင်ရွက်ကြမယ်ဆိုရင်အာဆီယံဖွဲ့ဝင်နိုင်ငံတွေတော့ပုံမစည်းလုံးအကျိုးဖြစ်ထုံးစေမှာဖြစ်တယ်လို့ဗိုလ်ချုပ်စော်မင်းထွန်းကပြောကြားခဲ့ပါတယ်။မြန်မာနိုင်ငံမှာ2023ခုနှစ်ဖေဖော်ဝါရီတရက်က NLD အစိုးရက2020အထွေထွေရေကောက်ပွဲမဲဆင်းအငင်းပွားမှုကိုမဖြေရှင်းမဲအစိုးရဖွဲ့စည်းရေးကြိုးပမ်းတယ်လို့ဆိုကမြန်မာတပ်မတော်ကဖြုတ်ချပြီးအရေးပေါ်အခြေအနေကြေညာခဲ့ပါတယ်။အဲဒီနောက်အာဆီယံက မြမအရေးမှာဝင်ရောက်ကိုင်းတွေ့လာပြီးဘူဂျုံမူကြီးမင်းအောင်လိုင်နဲ့မြမတက်မတော်ခေါင်းဆောင်တွေကိုအာဆီယံအစည်းအဝေးတွေကနေဖယ်ထုတ်ထားပါဗျာစီအနာသတင်းဌာနရဲ့နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးမှာပါအမေရိကန်ကောက်ကွယ်ရေးဝန်ကြီးပီဟက်ဆက်ရဲ့ခရီးစဉ်မှာမြောက်ကိုရီးယားကအတွဲလိုက်ဒုံးတွေပစ်ခတ်ခဲ့တဲ့သတင်းပဲဖြစ်ပါတယ်အမေရိကန်ကာကွယ်ရေးဝန်ကြီးပီဟက်ဆက်ဟာတောင်ကိုရီးယားကိုလာရောက်တဲ့ခီးစဉ်အတွင်း ကိုရီးယားနိုင်ငံလက်ဆက်ဒေတာကိုမတော်ရောက်မီတနအီခန့်အလိုမှာရက်ကိုရီးယားကအတွဲလိုက်တုံးနေပြစ်ခတ်ခဲ့တယ်လို့တောင်ကိုရီးယားစစ်တပ်ကနိုဝင်ဘာ၄ရက်မှာပြောကြားခဲ့တယ်လို့စထရိတ်တိုင်းကဖော်ပြခဲ့ပါတယ်။ပြီးခဲ့တဲ့သတင်းဘက်ကတောင်ကိုရီးယားတမရလီဂျင်မြောင်နဲ့တရုတ်တမရချင်ချင်းပင်တို့ရဲ့အစည်းအဝေးမတိုင်မီမင်းနစ်ပိုင်းအလိုကလည်းရက်ကိုရီးယားကဒုံးကျည်ပြစ်လွတ်ခဲ့တယ်လို့တောင်ကိုရီးယားပူရဲစစ်ဦးစုချုပ်များအဖွဲ့ JCS ကထုတ်ပြန်ခဲ့ပါတယ်။ရက်ကိုရီးယားဟာအနောက်ပင်လယ်ပင်လယ်ဝါအတွင်းကို အတွဲလိုက်တော့ဆယ်စင်းကပြစ်လွတ်ခဲ့ကြောင်းထောက်လန်းသိရှိခဲ့ရတယ်လို့ဂျေစီယက်ကထုတ်ပြန်ခဲ့ပါတယ်။ဒီဒုံးကြီးတွေကိုလီနဲ့ရှီတို့မတွေ့ဆုံမီနိုဝင်ဘာ၁ရက်မွန်လွဲ၃ရက်နေ့ဟက်ဆက်ရက်ခီးစဉ်ဖြစ်တဲ့နိုဝင်ဘာ၃ရက်တို့မှာပြစ်လွတ်ခဲ့တာဖြစ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြခဲ့ပါတယ်။ဒုံးလက်နက်တွေရဲ့အသေးစိတ်အချက်အလက်တွေကိုတောင်ကိုရီးယားနဲ့အမေရိကန်ထောက်လန်းရေးအာဏာပိုင်တွေကလေးလာသုံးသပ်နေကြတယ်လို့ဂျေစီယက်ကပြောကြားခဲ့ပါတယ်။ဟက်ဆက်ဟာနိုဝင်ဘာ၃ရက်ကကိုရီးယားနိုင်ငံနယ်ဇက်ကိုတွားရောက်ကြည့်ရှုခဲ့ပြီး၈နှစ်အတွင်း ကိုရီးယားနိုင်ငံနယ်စပ်ကိုလာရောက်ခဲ့တဲ့ပထမဆုံးအမေရိကန်ကာကွယ်ဝင်ကြီးဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ဒါပြင်ဟတ်ဆက်ဟာတောင်နဲ့မြောက်ကိုရီးယားနိုင်ငံစစ်သားတွေနဲ့ချင်းဆိုင်မတ်တပ်ရပ်ပြီးလုံခြုံရေးယူနေတဲ့ပန်မွန်ကျွန်းညဉ့်ညဉ့်ရေးကြေးရွာကိုတွားရောက်ခဲ့ပါတယ်။ဟတ်ဆက်နဲ့တောင်ကိုရီးယားကာကွယ်ရေးဝင်ကြီးအန်ဂူဘတ်တိုဟာနိုင်ငံညကာကွယ်ရေးပူပေါင်းဆောင်ရွက်ရေးကိုမြင့်တင်ဖို့ထပ်လောင်းအတည်ပြုခဲ့ကြတယ်လို့တောင်ကိုရီးယားကာကွယ်ရေးဝင်ကြီးဌာနကထုတ်ပြန်ခဲ့ပါတယ်။အိန္ဒိယရဲ့ကီရာလာပြည်နယ်ဟာ စင်းရဲမှုကင်းစင်တဲ့ပြည်နယ်ဖြစ်လာတဲ့တဲ့င်းကိုလည်းဆက်လက်ရှုစားလိုက်ရအောင်ပါ အိန္ဒိယနိုင်ငံတောင်ပိုင်းကီရာလာပြည်နယ်ဟာလူမင်းစင်းရဲမွဲတေမှုကနေလွတ်မြောက်သွားပြီဖြစ်ကြောင်းနိုဝင်ဘာ၁ရက်မှာကြေညာခဲ့တဲ့အတွက်အိန္ဒိယမှာလူမင်းစင်းရဲမွဲတေမှုကင်းစင်သွားတဲ့ပထမဆုံးပြည်နယ်ဖြစ်လာခဲ့တယ်လို့ CNN ကဖော်ပြခဲ့ပါတယ်။ကီရာလာပြည်နယ်မှာလူမင်းစင်းရဲမွဲတေမှုပပရွေးစီမံချက်အရဒေသခံအာဏာပိုင်အဖွဲ့အစည်းတွေကအူးဆောင်နေလေးနေကြစီမံကိန်းအပြီးမှာကီရာလာပြည်နယ်ဝန်ကြီးချုပ်ပီနာရာရီဗီဂျာရန်ကအခုလိုကြေညာခဲ့ခြင်းဖြစ်ပါတယ်။ကမ္ဘာ့ဘဏ်ရဲ့သတ်မှတ်ချက်အရလူဒူဟာတရက်ကို 3ဒေါ်လာအောက်သာရရှိရင်အလုံးမင်းစင်းရဲမွဲတေစွာနေထိုင်နေရာကြောင်းဖော်ပြထားပါတယ်ဒီသတ်မှတ်ချက်ရာ2025ခုနှစ်မှာကဘာတွန်းလူပေါင်းတန်း830ကျော်ဟာအလုံးမင်းစင်းရဲမွဲတေမှုသတ်မှတ်ချက်ထဲမှာအကျုံးဝင်နေပါတယ်ဤရလာပြည်နယ်မှာအလိုမင်းစင်းရဲမွဲတေတဲ့တတ်မှတ်ချက်ထဲမှာပါဝင်နေတဲ့မိသားစုဝင်ပေါင်း6400ကျော်ရှိကြောင်း၂021ခုနှစ်ကစစ်တမ်းကောက်ယူခဲ့ပြီးနောက်စင်းရဲမွဲတေမှုလျှော့ချရေးစီမံကိန်းကိုစတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။ကီရလာပြည်နယ်အာနာပိုင်းတွေဟာ ဝင်ငွေတစ်ခုတည်းကိုသာအာယုံဆိုင်ခြင်းတည်းပုံမှန်ဝင်ငွေမရှိမှုအိုးရင်အစားအစာနဲ့ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍအားလုံးကိုအကဲပြတ်ချင့်တွယ်ပြီးစီမံကိန်းကိုလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်လူမှုသက်တာခြောင်ချီးအစီအစဉ်တွေနဲ့မကြုံမှုတွေမိသားစုတွေရှိနေပါတယ်အလိုမင်းစင်းရဲမွဲတေမှုဆိုတဲ့တတ်မှတ်ချက်ထဲမှာပါဝင်နေတဲ့မိသားစုတွေဟာပြည်내အစိုးရရဲ့ထောက်ပံ့မှုကိုမရဘဲရှင်သန်ခဲ့ရပါတယ်လို့ဒေသန္တရအစိုးရရှင်မျိုးကိုနဲ့လွတ်တော်ရေးရာပြည်내ဝန်ကြီး MB Rajesh ကပြောကြားခဲ့ပါတယ် လွန်ခဲ့တဲ့၄နှစ်ကျော်ကအစိုးရဌာနအများပြားဟာဒီမီသားစုတွေကိုစင်ရဲတွင်းကနေဆွဲထုတ်နိုင်ဖို့ပူပေါင်းဆောင်ရွက်ခဲ့ကြပြီးအစားအစာနေစရာနေရာဆေးဝါးနဲ့ကလေးတွေအတွက်ပညာသင်စုတွေထောက်ပံ့ပေးခဲ့ပါတယ်။ဒါ့အပြင်အိန္ဒိယမှာတနိုင်ငံလုံးအတိုင်းအတာနဲ့လွန်မင်းစင်ရဲမွေးတွေမှုန်နှုန်းကိုလျှော့ချရမှာတိုးတက်မှုတွေရရှိခဲ့ပါတယ်။ အိန္ဒိယမှာလွန်ခဲ့တဲ့ဆယ်စုနှစ်ကအလွန်မင်းဆင်းရဲမွဲတေမှုနှုန်း16ဒသမ200ခန်းရှိခဲ့ရမှာ2023ခုနှစ်ဘန်နာနှစ်တွင်အလွန်မင်းဆင်းရဲမွဲတေမှုနှုန်းနေ့တစ်ရက်မှာ300ခန်းသာရှိတော့ကြောင်းကမ္ဘာ့ဘဏ်ကထုတ်ပြန်ခဲ့ပါတယ်။ဗင်နီဇွဲလားသမ္မတရဲ့တက်တန်းဟာတိတ်မကြတော့ဘူးလို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောဆိုလိုက်တဲ့သတင်းကိုလည်းဆက်လက်ရှုစားလိုက်ရအောင်ပါ။ ဗီနီဇွဲလာတမရမာဒူရိုရဲ့တဒတ်ဟာတိတ်ကြတော့မှမဟုတ်ကြောင်းအမေရိကန်တမနဒေါ်နယ်ထရန့်ကတည်တည်ပေးခဲ့တယ်လို့အေဂျာစီးယားကဖော်ပြခဲ့ပါဗါတယ်ထရန့်ဟာနိုဝင်ဘာလရက်ကထုတ်လွှင့်ခဲ့တဲ့ CV ရဲ့သတင်းဌာနနဲ့ပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာအဲ့လိုပြောကြခဲ့တာဖြစ်ပါတယ်ကာရင်ဗီယန်ဒေတာမှာအမေရိကန်စစ်အင်အားထမ်းချက်ချထားပြီးမွေးရစေဝါတွေမောက်ခိုကူးနေတယ်လို့တန်လျာရှိရဲ့သင်္ဘောတွေကိုတိုက်ခိုက်နေချိန်မှာထရန့်ရဲ့မှတ်ချက်စကားထွက်ပေါ်လာတာလည်းဖြစ်ပါတယ် ကုလသမဂ္ဂနဲ့ကျွမ်းကျင်သူတွေကတော့ကာရေဘီယံရေပြင်တွေမှာမူရစ်တန်တွေရနဲ့တင်းမောတွေကိုတိုက်ခိုက်နေတာဟာ အမေရိကန်ဥပဒေနဲ့နိုင်ငံတကာဥပဒေကိုချိုးပေါက်တာဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။အမေရိကန်အနေနဲ့ဗင်နီဇွဲလားကိုစစ်ပွဲဆင်နွှဲနိုင်ခြင်းရှိမရှိမေးမြန်းခဲ့ချိန်မှာထရန့်ကကျွန်တော်တို့အဲ့လိုတွေးမထားပါဘူးလို့ဖြေကြားခဲ့ပါတယ်။ဒီတို့ပင်ဆိုစေမာဒူရိုရဲ့နေရက်တွေဟာလက်ချိုးရည်တက်ရရနေပြီဖြစ်ကြောင်းထရန့်ကပြောကြားခဲ့ပါတယ်။အမေရိကန်ဟာမူရည်အကြမ်းဖက်မှုတိုက်ဖြတ်ရေးစစ်စင်ရေးရဲ့ဒစိမ့်တစ်ပိုင်းအနေနဲ့ဗင်နီဇွဲလားရဲ့စစ်ရေးအဆောက်အအုံတွေကိုတိုက်ခိုက်ဖို့စီစဉ်နေတယ်လို့အမေရိကန်မီဒီယာတွေကဖော်ပြခဲ့ကြပါတယ်။ထရန့်ကတော့သူဟာဗင်နီဇွဲလားနိုင်ငံအတွင်းတက ကဲမှုတွေပြုလုပ်ဖို့စီစဉ်နေတာမရှိကြောင်းညင်းဆိုခဲ့ပေမဲ့ဒီစီစဉ်ကိုလုံးဝပြတ်ပတ်ထားဖို့မပေါ်ကြောင်းလိလာသူတွေကပြောကြခဲ့ပါတယ်ကျွန်တော်အဲ့ဒီလိုမလုပ်ဘူးလို့လည်းမငင်းပါဘူးဗနီဇွဲလာမှာကျွန်တော်လုံးမဲ့အရာတွေကိုလည်းပြောပြမှာမဟုတ်ပါဘူးလို့ထရန့်ကပြောကြခဲ့ပါတယ်စီအန်အန်သတင်းဌာနရဲ့နောက်ဆုံးသတင်းတပုတ်အနေနဲ့အားကစားသတင်းကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ် PSG အသင်းကဘိုင်ယန်မြူနစ်အသင်းကို2-0နဲ့အေးနှိမ့်ခဲ့တဲ့ချန်ပီယံလိပွဲစဉ်မှာ တင်းကိုတွေကိုလက်ဆောင်ပေးခဲ့တဲ့အတွက်နိပြလူးဝစ်အင်နရစ်ကဝေဖန်မှုပြုလုပ်ခဲ့တဲ့တင်မဲဖြစ်ပါတယ်။ PSG အသင်းကဘိုင်မွနစ်အသင်းကိုနှကိုးတကိုးနဲ့အရေးနေခဲ့တဲ့ချန်ပီယံလိပွဲစမှာဘိုင်မွနစ်အသင်းဘက်ကိုတင်းကိုတွေကိုလက်ဆောင်ပေးခဲ့တဲ့သူ့ရဲ့အသင်းကိုနိပြလူးဝစ်အင်တွေကဝေဖန်မှုပြုလုပ်ခဲ့ပါတယ်။လူးဝစ်အင်တွေကပထမပိုင်းမှာသူတို့ဟာကျွန်တော်တို့ကပိုကောင်းခဲ့တယ်လို့အခွင့်အရေးတွေလည်းပိုပြီးဖန်တီးနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ကတော့ပထမပိုင်းမှာသူတို့ကိုလက်ဆောင်လက်လက်လေးတွေပေးခဲ့ပါတယ်။ဒီလိုလက်ဆောင်တွေပေးရင်သူတို့ကကိုယ်တွေသွင်ပါပါ။ကျွန်တော်စင်ရင်ပေးနေတာမဟုတ်ပါဘူး။ပို့ပြီးကောင်းအောင်လုပ်ဖို့ကကျွန်တော်တို့ရဲ့တာဝန်ပါ။သူတို့ဟာဒီဘက်မှာနှစ်ကိုသွင်းခဲ့ပေမဲ့လေးကိုသွင်းနိုင်ခဲ့တင်တာပါ။ဒီဘက်နဲ့ပတ်သက်ပြီးစိတ်ပြတ်မိတယ်လို့ပြောခဲ့ပါတယ်။လက်ကြီးချန်ပီယံ PSG အသင်းဟာဒီဟာဒီချန်ပီယံလိပွဲစဉ်လေးပွဲကစားပြီးမှပထမဆုံးရှုံးပွဲကြုံတွေ့ခဲ့တယ်လို့ပြိုင်ပွဲဆုံးမှာတော့ဒုတိယမြောက်ရှုံးပွဲကြုံတွေ့ခဲ့တာပါ။ ။ဘိုင်မျိုးနဲ့အတင်းကတော့ဒီဟာစီကစားထားတဲ့ပြိုင်ပွဲဆုံး16ပွဲစလုံးအနိုင်ရရှိထားတဲ့အတင်းအဖြစ်အမှတ်တမ်းကောင်းပိုင်ဆိုင်ထားပါရယ်။ PSG အတင်းဟာဒီဘက်မှာဘိုင်မျိုးနဲ့အတင်းကိုပွဲချိန်32မိနစ်အတွင်းသွင်းကုန်၂ဂိုးစလုံးခွင့်ပြုခဲ့ရပြီးဒီဂိုးတွေသွင်းခဲ့တဲ့လူဝိဒီယက်စာပထမပိုင်းကနေမှဒါရဲ့အနီးကနေထုတ်ပယ်ခံခဲ့ရတာပါ။ PSG အတင်းဟာဒုတိယပိုင်းမှာကစားသမားတူးတာနဲ့ကစားခဲ့ရပါပဲ။သွင်းကုန်တကူးတာပြန်သွင်းနိုင်ခဲ့ပြီးရှုံးဝဲကြုံတွေ့ခဲ့ရတာဖြစ်ပါရယ်။ ဒီပွဲစဉ်မှာ PSG အသင်းအဓိကစားမတွေဖြစ်တဲ့ဒန်မီလီနဲ့ဟာဂီမီတို့ထင်ရှားရခဲ့သလိုဒူဟီကိုလည်းတရားကြောက်အသုံးပြုနိုင်ခြင်းမရှိသေးတာပါဘိုင်မရီအသင်းဒီပြကွန်မဏီကအသင်းရဲ့နိုင်ပွဲဆက်နေမှုဟာအသင်းလည်းလှုပ်ဆောင်မှုကြောင့်ရရှိခဲ့ရလို့ပြောခဲ့ပါဗျ။ဘိုင်မွနီအသင်းဟာဒီအသည့်ချန်ပီယံလိပွဲစဉ်၄ပွဲကစားပြီးမှဇာနုပ်ပြေနိုင်ဝင်နေမက်ဘေးဇီးယားထိဆုံးနေရာမှာရပ်တည်နေတာဖြစ်ပါတယ်။စီရီနိုင်တင်းဌာနရဲ့၂၀၂၅ခုနှစ်နိုဝင်ဘာလ၅ရက်နေ့အတွက် နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကြည့်ရှုပေးကြတဲ့ပရိသတ်များအားလုံးပဲတာယာပြောရှင်းတဲ့နေ့လေးတနေ့ကိုပိုင်ဆိုင်နေကြပါစေရှင်။